ဂျာမန်မှာအယ်ဖာဘက်ကအလုံး30ရှိအင်္ဂလိပ်26လုံးအပြင်နောက်ထပ်၄လုံးပါဆိုတော့အင်္ဂလိပ်26လုံးမှာ A ကနေ Z ကရေးရတူတူပဲဒါပေမဲ့ထွက်တဲ့အတန်ကမတူဘူးနောက်ထပ်၄လုံးကလည်းရေးရတာလည်းမတူဘူးထွက်တဲ့ဟာလည်းမတူဘူးဂျာမန်ရဲ့ပထမဆုံးအယ်ဖာဘက်က A A လို့အသံထွက်တယ်ဆက်ကြည့်နော် A B ကိုကြတော့ဂျာမန်မှာ D လို့အသံထွက်တယ် B B C ကိုကြတော့ C လို့အသံထွက်။ C D ကိုကြတော့ D လို့အသံထွက်တယ်။ E ကိုကြတော့ A လို့အသံထွက်တယ်။ F ကအင်္ဂလိပ်အသံထွက်တဲ့ပုံစံတန်း F G ကိုကြတော့ G လို့အသံထွက်တယ်။ H ကိုကြတော့ H လို့အသံထွက်တယ်။ I ကိုကြတော့ E လို့အသံထွက်တယ်။ J ကိုကြတော့ German မှာ Yacht လို့အသံထွက်တယ်။ K ကိုကြတော့ Car လို့အသံထွက်တယ်။ L ကတော့ L ပဲ။ m ကြတော့လေ m လို့အတံထွက်တယ် n ကြတော့လေ n ပဲ o ကြတော့လေ o ပဲ p ကိုကြတော့ p လို့အတံထွက်တယ် q ကိုကြတော့ q r ကိုကြတော့ r s ကတော့ s ပဲ t ကြတော့ t u ကိုကြတော့ u v ကိုကြတော့ f လို့အတံထွက်တယ် w ကိုကြတော့ဆရာတို့က b လို့အတံထွက်တယ် x ကြတော့ဆရာတို့က x y ကကြတော့ epsilon epsilon Set z r o z e r o set。